Google ကအသစ်ထွက်တဲ့ features လေးတခုဆိုလိုချင်တာတော့ဒီလာထဲမှာပဲနိုင်ငံပေါင်း150ကျော်ကိုပေးလိုက်တယ်ဆိုတဲ့ဟာပေါ့ဗျာအဲ့ဒါလေးကိုဒီနေ့ကျွန်တော်မျိုးစီလိုစမ်းပြမယ်အဲ့တော့သူ့ကိုဘယ်လိုသွားမလဲဆိုရင် labs.google.com မြန်ဆောင် /mixbot အဲ့ဒီကိုသွားရမယ်စိတ်မပူနဲ့ဒီ link ကိုကျွန်တော်ဗီဒီယိုအောက်က description ထဲမှာကျွန်တော်ရေးထည့်ပေးလိုက်မယ် get started ဆိုတာလေးကိုနှိပ်လိုက်ကျွန်တော်ထင်တယ်ကျွန်တော်မျိုးစီဟို VPN တော့လိုမယ်ဘာလို့လဲဆိုတော့ တခြား region တွေကိုပဲပေးထားသေးတာတချို့သော region တွေကိုမပေးထားဘူးပေါ့နော်အခုဘာမှမလုပ်ရသေးတော့ကျွန်တော် new project ကိုကျွန်တော်နှိပ်လိုက်မယ် and title ဒီမှာကျွန်တော် title ပေးလို့ရတာပေါ့ထားပါတော့ test 1ဒီမှာအောက်မှာ prompt ရေးထည့်လိုက်ပြီကျွန်တော်ရေးထည့်လိုက်တာကချစ်စရာကောင်းတဲ့ခွေးလေးငါးကောင်ရဲ့ပုံအဲ့ဒါကိုကျွန်တော်နှိပ်လိုက်မယ်အဲ့တော့သူကပုံလေးတွေအများကြီးထွက်လာတယ်နော်အဲ့ဒီပုံလေးတွေအများကြီးထွက်လာတဲ့အထက်မှာနံပါတ်1အောက်ခြေညာဘက်တောင်မှာဒီမှာ zone ပါတယ်ဆိုလို့ကျွန်တော်ကျော်ဒီ test ပုံဒီလိုချုပ်လိုက်လို့ရတယ်ပြန်ပြီးချက်လိုက်လို့ရတယ်ပေါ့နော် ကျွန်တော်တို့ brainstorming လုပ်တဲ့အခါကျရင် white board ပေါ်မှာဗျာဟိုကနေဒီကနေရေးမယ်ချိန်မယ်ဆက်မယ်အဲ့လိုသဘောပါပဲဒါပေမဲ့သူ့နောက်ွယ်က nano banana ရှိလို့ကျတော့သူအရင်အဆင်ပြေတယ်ဒီပုံလေးကိုဒီရုပ်ကလေးကိုကျွန်တော်မကြိုက်ဘူးမကြိုက်ဘူးဆိုရင်ဒီမှာ regenerate ဆိုတာလေးနှိပ်လို့ရတယ်အဲ regenerate ဆိုတာလေးကိုနှိပ်လိုက်ရင်ဒါမျိုးပေါ်လာမယ်ဒီပုံလေးကိုအဲတော့မကြိုက်ဘူးဆိုရင်နောက်ထပ်တပုံကြိုက်တဲ့ပုံထပ်ပေါ်လာရပေါ့ဗျာနောက်တစ်ခုကကျတော့ more like this ဆိုတော့ဒီလိုပုံစံမျိုးလေးကိုကျွန်တော်များများလုပ်ချင်တယ်ဆိုရင်อืม okay တော့ဒီဘက်မှာအောက်မှာသူနဲ့ စင်တူယုံမပုံလေးတွေသူဆက်ထုတ်ပေးပါတယ်။အော်ကျေးဇူးလေးတိုင်း။နောက်တစ်ခုကြိုက်တဲ့ပုံနှိပ် download ဆွဲခြင်းနဲ့ဆိုရင်လည်းအဲ့ပုံလေးတွေကိုဒီမှာ download ဆွဲလို့ရတယ်လို့မကြိုက်ဘူးဆိုရင်လည်း delete တန်းပြီးတော့နှိပ်လိုက်လို့ရတယ်ပေါ့နော်။ cartoon ရိုးရိုး cartoon တော့ကျွန်တော်မကြိုက်ဘူးဆိုရင် delete နှိပ်လိုက်မယ်။ okay အဲ့တော့ဒီကောင်ရင်ဒီကောင်ရင်အဲ့ဒီကောင်လေးရင်အဲ့တော့ဒီဒီလေးပုံကိုကျွန်တော်ပေါင်းမယ်ဆိုရင်ဘာမှလုပ်ချင်မလို့ဒီလိုဆက်လက်မှတ်လိုက်အောင်မယ်။ drag ကျွန်တော် prompt နဲ့မှထည့်ရေးမယ်။ပုံလေးပေါင်းမယ်ဒီပုံပြန်ထုတ်မယ်ပေါ့နော်။အဲ့ဒါကိုသူတို့ကို စူပေါင်းမြောတချင်းစုံနေတဲ့ပုံလေးအလုပ်ပေးပါဆိုပြီးတော့อืมခြေဒီမှာထွက်လာပြီเนาะជីជីဒီကောင်းရဲ့လေးကောင်းနဲ့ character consistency ကိုတစ်ချက်ကြည့်ကြည့်အောင် character consistency နည်းနည်းလေးတော့အမ်တူတူတူတယ်ဒီကောင်းလေးကအမ် seniority နေ keyboard တီးနေတာဒီကောင်းလေးဒီကောင်း base တီးနေတာဒီကောင်းလေးတူတယ်เนาะအမ် okay တချင်းစုံနေတာဒီကောင်းအဲဟုတ်ပြီဆိုတော့ကြီးဒီမှာဒရန်သမားဒရန်သမားမျက်လုံးလေးတော့နည်းနည်းပြောင်းသွားတယ်ပူတယ်လေးကကျွန်တော်နောက်ထပ် new project ကိုတွားပြီးတော့လीအ upload file ဆိုရှိတယ်။အဲ့မှာ upload ဆိုတင်အောင်။ Okay upload ဆိုတင်လိုက်တာကတော့မင်းသားပုံပေါ့နော်။ဒါလည်း Gemini နဲ့လုပ်တာပဲ။ကျွန်တော်မှ T-shirt မင်းရှိလို့။အဲ့တော့ကျွန်တော်ဒီပုံကိုကျွန်တော်ကစပင်ပုံပြင်ပေးပါပေါ့နော်။အဲ့တော့သူကအဆုံးထွက်လာတယ်ကြည်ကြည်။ဒါမှရုပ်ကတည်းရုပ်ပဲနော်။ကြည်ရတော့မိုက်တယ်နော်။ကြည်တော့ရှင်း။ဒီစပင်ပုံကတော့တင်မိုက်ပါလားမင်းသားကျော်က။ Fashion သမားတွေဆိုလေတော်တော်လေးကိုမှ အဆင်ပြေလိမ့်မယ်အင်ဂျီဝစားလေးတွေတွဲဝစ်ခိုင်းတာတော့ idea မျိုးစုံဆွဲထုတ်တာပေါ့နော်အနေထောက်ကြီးအဓိကအကျိုက်ဆုံးပဲကျွန်တော်တော့နော်ကျွန်တော်ခုနပုံ upload ပြန်ဆွဲတင်လိုက်ပြီဒီဒါလေးကို click ချင်နေပြန် create ကျွန်တော်မနက်စားဖို့ပြင်ဆင်နေတဲ့ routine လေးလုပ်ပေးပါပေါ့နော်ပူစားဒီပုံတူတယ်ဗျဒီပုံကီကီပါရေးကြည့်တူတယ်နော်ကျွန်တော်လည်းကီနေတူတယ်ပြီးတဲ့ဆောင်ကျွန်တော်ကတော့အဲ့လောက်မပိန်ဘူးဒီကောင်ကတော့ပိန်တယ်အဲ့တော့ မနက်စာတခါလေးချက်ပြုတ်နေတဲ့ပုံနဲ့1 2 3 4တခါလေးဝင်သွားတာမှာကြက်ဥခွဲတယ်ပန်ကိတ်လုပ်တယ်နော်ကော်ဖီကြိုးတယ်ပေါ့နော်နာယီဒီပါရီကတော့အတူတူပဲဒီမာလီပုံနဲ့ကျွန်တော်တခုခုထပ်ဆန်းကြည့်မယ်နော်သူ့ရဲ့ဟာကတော့ပုံမှန်သိက quality မကောင်းအဲ့ quality မကောင်းတာနဲ့ပဲဘလို့ထွက်လာမလဲဆိုတော့ကျွန်တော်သိကျင်လို့မတူညီတဲ့အဝတ်စားနဲ့အဲ fashion style 5မျိုးပေါ့อืมปုံสันลีတွေထွက်လာတော့ကြည့်เนาะยุคลีတွေတူတယ် fashion style 5မျိုးနဲ့ထွက်လာဒီ layer fashion style တို့ဒီလေးရည်ရတယ်ပေါ့เนาะအဲโอเค ကျွန်တော်ဒီထိုင်ကုန်လေးကြိုက်တယ်ဒီကောင်လေးလှကျွန်တော်ဒီထိုင်ကုန်ပုံကိုကျွန်တော်ဒီလိုယူလိုက်မယ်ကျွန်တော်ဒီလက်ဆွတ်ကြီးကြိုက်တယ်ဗျာလက်ဆွတ်ထိုင်ကုန်ပြီးတော့ဒီလက်ဆွတ်ကြီးယူပြီးဒါလေးအကုန်လုံးကျွန်တော်ပေါင်းစီးပြမှာနော်ဟုတ်ပြတ်ထဲကကျွန်တော်ဒါကြိုက်တယ်ပေါ့နော် shopping ထွက်တာရန်ကုန်မှာအဆင်ပြေသွားတော့ဒီနေ့ခေတ်ကြီးမှာနော်ကျွန်တော်တို့ပြင်းထန်ဘာမှပတ်သက်ဒီမှာစုနေစရာမလိုတော့ဘူးကိုနေကတော့ shopping ထွက်ပြီးပြန်လာပါပြီဒီမှာလက်ဆွတ်ကအဲကိုနေပုံရဲ့ဒီထိုင်ကုန်ရဲ့ပေါ့နော်ဒီကောင်လေးအကုန်လုံးကျွန်တော်ပေါင်းပြမယ်ဒါဒါဆက်လက်မှတ်လိုက်မယ် အောက်ရောက်လာပြီเนาะကျွန်တော်ရေးထည့်လိုက်တာကဒီပုံလေးအကုန်လုံးကိုကျွန်တော်ပေါင်ပေးပေါ့ဗျာကျွန်တော်ကဒါတွေဝတ်ထားပြီးတော့ထိုင်ကုန်ပေါ်မှာထိုင်နေတယ်ပေါ့အဲအဲ့လိုမျိုးသူ့ရဲ့ quality လေးကိုကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ဟာကျွန်တော်မထိုင်နေဘူးဒါပေမဲ့ထွက်လာတဲ့ပုံမှာအမှားပါတယ်เนาะကြည့်ကြည့်အောင်ဝတ်ထားတာမှန်နေကြအဲထိုင်ကုန်ကိုသူကနောက်ခံလို့ယူဆသွားပုံပေါ်တယ်เนาะဝတ်ထားတာကအမမှန်ဘူးဓာကြီးလည်းမှားတယ်လက်စွပ်ကြီးကတော့မှန်โอเคအဲ့ဒါဆိုရင်ဒီကောင်လုံးမဖြစ်ဘူးဒီနှစ်ပုံနှစ်ရပေါင်းနေရအောင်ပဲအရင်တစ်ချက် try ကြည့်ကြည့်မယ် အမ်โอเคဒါကြတော့မိုက်သွားတယ်เนาะကြီးချက်ကြီးအောင်အာခုနေ့ဒီမှာထိုင်နေပို့ပြီးတော့မှခံညာတက်ရက်သွားတယ်ဗောနော်ဒီနှစ်ခုကပေါအောင်ပြပို့ထလာပြီဟိုမှာအဲ့ဒါမိုက်တော့မိုက်တယ်ဒါပေမဲ့လက်စွပ်ကနည်းနည်းကြီးနေတယ်နိုင်နိုင်ရတော့မှန်တယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်မစိတ်လို့မှွေလို့တော့အကောင်းလာပြီเนาะအရင်ထပ်ပို့ပြီးတော့အများကြီးမှွေလို့ကောင်းလာတယ်ဂူဂယ်ကိုကျေးဇူးတင်ရမှာဗောဗျာအဲ့လိုပဲဂူဂယ်မှာထွက်တဲ့ Labs Google Experiments တဲမှာခုနကျွန်တော်သုံးပြသွားတာက Miss Boat တစ်ခုတည်းပဲရှိသေးတယ်။ဒီမှာ Pomali တို့ Opel တို့စုံပလုံစီနေရမယ်ဒီမှာတချင်းဖန်နီမလား Music AI နေ။အဲ့ဒါတွေတခုချင်းစီအသေးစိတ်ကိုတော့ကျွန်တော်အချိန်ရမှာကျွန်တော်မိတ်ဆွေတို့ကိုဖြည်းဖြည်းစီဖြည်းဖြည်းစီစမ်းပြပြီးတော့ clip ပြသွားမယ်။ဒါပေမဲ့ဒါလည်းအရန်ခက်ခဲတဲ့အရာလားဆိုတော့မဟုတ်ပါဘူးเนาะ။ Gemini တို့ဘာလို့ကျွန်တော်ဟိုအရှိရဗီဒီယိုတွေမှာပြောခဲ့တယ်လို့ကျွန်တော်မိတ်ဆွေတို့တုံးနေတုံးမှုနေပြီးဒီအထီအတွေ့အရာတာကိုလည်းသိနေပြီးသားဆိုရင်ဒါဘာမှမခဲယဉ်ဘူးဗျာ။ ဝင်ပြီးတော့စာလေးရိုက်ထည့်ပြီးတော့ကိုလုတ်ချင်တာလေးကိုကလစ်ရုံပဲပေါ့နော်နောက်ပိုင်းမှာပိုကောင်းလာတဲ့ features တွေတောင်ရှိသေးတယ်နော်နောက်ဆုံးထွက်နေတဲ့ features တွေထဲမှာဆိုရင်အဲ့ဒီ Google ကဒီလိုပန်လေးနေလေကျွန်တော်တို့ပိတ်လို့မျိုးပေါ့ဓာတ်ပုံတစ်ပုံမှာကျွန်တော်စာရိုက်နေကြရမလို့တော့ငါဒီနေရာကိုပြင်ကျင်နေဆိုရင် Photoshop မှာဝိုင်းလိုက် level နားမှာပြင်ကျင်နေဆိုရင် level လေးကိုဝိုက်ပြီးတော့ဒီဆွဲကျုပ်ထည့်မယ်လက်ကလေးကိုဝိုင်းမယ်အာဒီဟာကိုပြင်မယ်ဒီနေရာကိုနောက်ွယ်ရတော့ဆိုင်းပုတ်မှာဘာသာသားကိုပြောင်းမယ်လို့ပါတော့ တန်းလှုပ်လို့ရနေပြီအဲ့ဒါဒီဘက် region တွေမှာရပြီလားမရပြီလားကျွန်တော်မသိသေးဘူးကျွန်တော်ကိုယ်တိုင်လည်းမဆန်းရသေးဘူးအဲ့တော့ကျွန်တော်မိတ်ဆွေတို့ AI ဆိုရင်တခြားမသွားနဲ့အောင် Google တကူနဲ့ပါနဲ့မွှားထားနေရပဲအဲ့တော့ studio ရဲ့ခုန lab ရဲ့အထက်မှာဝင်ဆန်းစရာတွေအများကြီးပဲเนาะကျွန်တော်ခုနပြထားတဲ့ဟာတွေကဝင်ကလေးဂျင်စရာတွေပဲတုံးတက်ရင်လုပ်ငန်းတွေမှာလည်းအများကြီးတုံးလို့ရတယ် business idea တွေပုံဖော်တဲ့နေရာမှာလည်းတုံးလို့ရတယ်ဟိုဟာနဲ့ဒီဟာနဲ့ပေါင်းလိုက်ဟိုပုံတွေဒီလိုပြောင်းလိုက်ဒီလိုပြင်လိုက်မျိုးစုံပဲဖန်တီးမှုပေါ်မှာပဲမူတည်သွားတယ်ကျွန်တော်မိတ်ဆွေစဉ်းစားတဲ့ idea ပေါ်မှာပဲမူတည်သွားတယ် ော့စမ်းကြည့်ကြပါဒီဗီဒီယိုလေးကအားလုံးအတွက်အသုံးဝင်မယ်လို့ကျွန်တော်ထင်ပါတယ်။